မြန်မာနိုင်ငံရဲတပ်ဖွဲ့အမှတ်3လုံခြုံရေးရဲတပ်ဖွဲ့ခွဲကတပ်ဖွဲ့ဝင်တွေဟာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရန်ကုန်မြို့နေအိမ်ရှိမှာဧပြီလ26ရက်နေ့ညနေကစပြီးလုံခြုံရေးတာဝန်ထမ်းဆောင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ရဲတပ်ဖွဲ့လုံခြုံရေးရဲတပ်ဖွဲ့ခွဲတွေနေအဓိကတောင်းအောင်3ရက်ကျွန်တော်တို့ဆောင်ရွက်တဲ့ခါမှာကျွန်တော်တို့ခုနပြောသလိုစူပူအကျန်းဖတ်မှုလူစုလူဝေးเนาะကျွန်တော်အဲ့ဒါတွေကိုကျွန်တော်တို့ထားသီးထိန်းသိမ်းတဲ့အပိုင်းအနေနဲ့တစ်ချက်နောက်တစ်ခါကျွန်တော်တို့ အရေးကြီးအစာအုပ်အရေးကြီးပုံကိုလုံချုံရေးလိုင်ဝန်တန်နမလုံချုံရေးအဲ့ဒါတက်တစ်ချက်နောက်တစ်ချက်ကကျွန်တော်တို့ဟိုပြည်သူ့ကျွေးပြည်လုံငန်းမဆောင်ရေးဆိုပြီးတော့ကျွန်တော်တို့အချက်၃ချက်အဓိကအချက်၃ချက်ရှိတယ်အဲ့မှာမှကျွန်တော်တို့ကဒီဟာဒုတိယအချက်အနေမှာကျွန်တော်လုံချုံရေးတောင်းအောင်လာယူဆောင်ရတယ်အင်အားကတော့လက်ရှိကျွန်တော်တို့တစ်ပေါင်း6နဲ့ကျွန်တော်တို့တောင်းယူထားပါတယ်လက်ရှိအနေထားပါနော်ဒါကအခုလက်ရှိကျွန်တော်နောက်မှရှိတာလက်ရှိစောင့်ကင်းရုံပေါ့နော်ကင်းရုံကနေကျွန်တော်တို့လိုအပ်ရင်ကျွန်တော်တို့ရှောက်ကင်းပေါ်တဲ့ပုံစံနဲ့ရှောက်ကင်းလုံးလုံးမယ်ဒီမှာကင်းရုံနဲ့ဆောင်ကင်းနေနဲ့ပြန်ကြည့်မယ်။နောက်ကျွန်တော်တို့နေဖို့ကတော့ဒီမှာကျွန်တော်တို့ ဟိုတစ်ပေါင်းခွန်နေလို့ရအောင်ဒီဘက်မှာကျွန်တော်တို့ကပူလီဘော့ကျွန်တော်တို့စောက်ထားစောက်ဖို့စောက်ထားပြီးစောက်နေပါပြီပြီးတော့မှာဒေါအောင်ဆန်းစုကြည်နေအင်းရှိမှာလုံချုံရေးတာဝန်ထမ်းဆောင်မဲ့သူတွေအတွက်ရဲကင်းကိုစောက်လုပ်ပြီးသွားပြီဖြစ်တယ်လို့ရဲတပ်ဖွဲ့ဝင်တွေနေထိုင်ဖို့အဆောက်အုံတစ်ခုလဲစောက်လုပ်ဖို့စီစဉ်နေပြီဖြစ်ပါတယ်ရန်ကုန်မြို့ကဒေါအောင်ဆန်းစုကြည်ရဲ့နေအင်းရှိမှာနိုင်ငံခြားခီးတော်ဧည့်သည်တွေဟာနေ့တိုင်းအမှတ်တရဒက်ပုံလာရရိုက်ကူးသူတွေရှိပါတယ် ကျွန်တော်အခုလာတယ်သူလုံချင်ရဘာမှပြောဆိုရတော့သူတို့ဒါနားဥပဒေရနားလည်မှုပေးထားလို့ပဲလေနော်အဲ့တော့တိတ်တော့ထူးချောင်းမှုမရှိနိုင်ဘူးဒီအမေစုထွက်ပြီးတဲ့အချိန်2010ပြည်သူမထွက်ခင်ကတော့ကျွန်တော်လာလို့မရဘူးပေါ့နောက်ဆက်လာပြီးတဲ့အချိန်နိုင်ငံသားတွေကတော်ဆန်းစုကြည်ကိုမြင်လို့မရဘူးဒါပေမဲ့ဘယ်လိုပြောမလဲဟိုရတဲ့အခွင့်အရေးလေးသူတို့ဒီနားလေးလာတယ်ဗျာနောက်ဘယ်လိုဖြစ်ဖြစ်သူတို့ဒီအိမ်ရှိမှာအ ਨੇ စုံအမတ်တက်တပ်ပုံလေးတပုံလုံးရိုက်သွားလို့ရှိရင်သူတို့ကစိတ်ကျဉ်းတတ်မှုရရှိတယ်အဲ့တော့ဘလို့ပြနောက်ဒီအလန်းညုံနေရလဲဘလို့ဖြစ်ဖြစ်လမ်းကြုံခဲ့မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ရဲ့ဟို အဓိကခေါင်းဆောင်တစ်ယောက်တကဘာလုံးကသိတဲ့သိမှတ်ပြရတဲ့ကျွန်တော်တို့တမ်းမီခေါင်းဆောင်တစ်ယောက်ပေါ့နော်အဲ့ဒီတော့ကိုသူတို့အလေးပေးပြီးတော့ဒီနားလေးကိုဝင်ထွက်သွားလာကြတာများတယ်နော်ကျွန်တော်ပိတ်ထားတာ15နှစ်လောက်ကျွန်တော်ဒီလိုင်းရဖြတ်လို့မမရတာနော်အခုတော့ဘယ်လိုဖြစ်ဖြစ်လေးအလန်ကြီးတို့ကအဆင်ပြေပါတယ်ဒီပေါင်ဆန်းစုကြည်ဟာနေပြီးတော့ဩဒရာသီရီမြို့နယ်ဘိုက်ကော်လန်းကနှင်းစီဆိုင်အိမ်မှာနေထိုင်တာများပါလိမ့်ခင်ဗျာ